ခဲ့ဒါကတော့ကျွန်တော်တို့ညနေအတွက်ပေါ့နော်ညနေအတွက်ကိုဆိုတော့ကျွန်တော်ပထမအဆုံးအနေနဲ့ဒီတောက်ကြံကြီးကလုံးပိုင်းရတဲ့ site ကိုရင်စားပြီးကြည့်မယ်ပေါ့နော်တောက်ကြံကြီးကလုံးပိုင်းရတဲ့ site သူကဒီမှာ၄၃ည၃ည၄ပေါ့နော်၄ power ကို၄ power ကိုအဲ့ကိုကလုံးပိုင်းထွက်တယ်ပေါ့နော်ဒီမှာကိုလုံးပိုင်းထွက်တယ်တခါဒီမှာကျွန်တော်ဒီမှာ9 3 9ပေါင်းတော့ ရှစ်ငါးတော့မောင်းလို့ရှစ်ရှစ်နဲ့ကိုနဲ့မောင်းလို့ခွန်ခွန်ပါဝါကျွန်တော်နှစ်ပိုင်အဲ့နှစ်ပိုင်ကဒီမှာထွက်တယ်နော်နှစ်ပိုင်ထွက်တယ်တခါဒီမှာရှစ်နှစ်ပေါင်းတော့30 30နဲ့လေးနဲ့ပေါင်းလို့14အဲ့လေးလေးရဲ့ပါဝါကကျွန်တော်ကိုအဲ့9ပိုင်ဒီမှာထွက်တယ်နော်တခါကျွန်တော်တို့ဒီမှာဒါတောက်ကြနေကြတယ်ပြတယ်ပြခဲ့တယ်ဝင်ပေါ့နော်36ပေါင်းတော့9 9နဲ့9နဲ့ပေါင်းတော့8နော်8 8ပါဝါ ကျွန်တော်သုံးပိုင်းရနော်ရှစ်ပေါင်းပါသုံးပိုင်းရတယ်တခါကျွန်တော်တို့ဒီမှာဆိုရင်ဒီညနေဆိုရင်ခွန်ရှစ်ပေါင်းတော့ငါးငါးနဲ့သုံးနဲ့ပေါင်းတော့ရှစ်နော်ရှစ်ရှစ်ပေါင်းပါသုံးသုံးပိုင်းရှိပါတယ်သုံးပိုင်းရှိတယ်နော်ခင်သုံးပိုင်းရှိတယ်နောက်ရှစ်သုံးကိုလည်းဝမ်းချင်းဆိုပြီးတော့ကင်ရင်လည်းကင်လို့ရတယ်ဗောနော်အဲနောက်တစ်ခုကခြားတော့နောက်တစ်ခုကဒီမှာပဲကျွန်တော်ပြမယ်ဗောနော်ဒီအရောင်တော့ချိန်မယ်ဗောရောင်ချိန်ပြပြလေးနဲ့ပြလိုက်မယ် ဒီမှာပဲဘယ်လိုသွားလဲဆိုတော့သူကအဲဒီ၄နဲ့ဒီ၃ညနဲ့ပေါင်းတယ်၄เนาะတခါဒီ၃ညနဲ့ထပ်ပေါင်းတော့၄ပဲရเนาะအဲ၄ဆို၄ပါဝါ၄ပေါ့နော်တော့ပါဝါကြီးမှာ၄ပါဝါ၉၉ပိုင်းအဲ၉ပိုင်းကဒီမှာ၉ပိုင်းထွက်တယ်เนาะဒီမှာ ကိုပိုင်ထွက်တယ်အစိမ်းလေးနဲ့ထောက်ပြထားတယ်နော်တခါကျွန်တော်တို့ဒီဘက်မှာထပ်ပြီးပေါင်းမယ်6 4ပေါင်းတော့3ညနော်6ပေါင်းတာ3ညနော်တခါအဲ့3ညနဲ့ဒီက9နဲ့ပေါင်းတော့9နော်9ရတယ်9ပါဝါသည်4အဲ့4ပိုင်9ပါဝါသည်4အဲ့4ပိုင်အဲ့4ပိုင်ဒီမှာနော်2 4မှာတတ်ထွက်တယ်နော်2 4မှာထွက်တယ်ဆိုပြ2 4မှာဒီမှာ2 4မှာထွက်တယ်တခါကျွန်တော်တို့ဒီမှာ ထပ်ပြီးတွက်မယ်။တုံညတုံညပေါင်းတော့တုံညတုံညပေါင်းလဲတုံညတုံညနော်။တုံညနဲ့၄နဲ့ထပ်ပေါင်းတော့လဲတွက်၄ပဲနော်။၄ပါဝါ9ပိုင်းပဲနော်9ပိုင်းအဲ9ပိုင်းဒီမှာ69မှလာထွက်တယ်နော်ဒီမှာ69မှလာထွက်တယ်။တခါကျော်ဒီမှာ9တုံညပေါင်းတော့9 9နဲ့ဒီက9နဲ့ပေါင်းတော့လဲကျွန်တော်8နော်8ဆို8ဆိုတော့8ပါဝါ3 3ပိုင်းနော်အဲ8 3မှလာထွက်တယ်နော်။ ရှင်းသုံးပါလားထွက်တယ်ဆိုတော့သူကဒီမှာဆိုရင်ဒီမှာဆိုရင်အခုဒီမှာ6493ပေါ့နော်အဲ့လိုနောက်ပိတ်ကြီးတော့ပြီးရပေါ့နော်6493တော့နောက်ပိတ်ကြီးပြီးနေတယ်ပေါ့နော်နောက်ပိတ်ပိုင်းလို့လည်းပြောလို့ရတယ်ပေါ့ယူဆလို့ရတယ်ပေါ့နော်ပြောလို့ရတယ်မဟုတ်ယူဆလို့ရတယ်ခဲတော့နောက်ထပ်ဒီနေ့ညနေအတွက်ဆိုရင်ကျော်၄နှစ်ပေါင်းတော့6 6နဲ့ဒီက3နဲ့ပေါင်းတော့9เนาะ9เนาะ6နဲ့3နဲ့ပေါင်းတော့9 ဆိုတော့ကိုးပါပါသည်လေးလေးပါเนาะခုနကတော့3ပါခု4ပါเนาะလေးလေးပါကဲဟုတ်ပြီเนาะဒီမှာ3ပါဒီမှာ4ပါเนาะဒီလေးဒီကျွန်တော်နောက်ပိတ်လည်းဖြစ်နိုင်တယ်တိုးတော်လည်းတယူတန်တော့မဟုတ်ဘူးပေါ့เนาะထိုင်နေတော့တိတ်ပြီးတော့နည်းနည်းပိုတင်ထိုးပေါ့ထိုင်နေကိုပြီးတော့ဟိုဘက်ကအပြောင်းကြတော့နည်းနည်းအဲ၃ပုံပုံ၂ပုံထိုးပေါ့เนาะအဲ့လိုမျိုးလုပ်တင်နေပေါ့အဲ့တော့နောက်တစ်ခု ကြတော့နောက်တစ်ခုရှိမှာပေါ့နော်နောက်တစ်ခုကကြတော့ဘာတွေရှိလဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီကောင်ကြတော့ဒီဟာ ਨੇ ပြပါပေါ့နော်ဒီကောင်ကြတော့တဲ့သူကဒီအဲ့ဒီကောင်ဝမ်းချင်းသဘောမျိုးလဲပြောလို့ရတယ်နော်ဒီကဘယ်ကနေစလဲ ဒီခွန်ချောက်ငါတို့လုံးပိုင်းလည်းယူထားလို့ရဝိုင်းချင်းလည်းပြောလို့ရပါတယ်နော်ဝိုင်းချင်းပဲပြောရမှာပေါ့အော်ဒီမှာဒီမှာစာနေဆိုအဲ့ရစာမှာဒီကနေစာ sorry ဒီကနေစာနော်၅၄6နော်၅၄6၅၄6ပေါင်းတော့ကြတော့6၄ပေါင်းတော့10 10တန်းကတော့55 5ပါဝါ၃ည၅၃ညချင်းဒီမှာ၃ည၉မှာလာထွက်တယ်เนาะ၃ည၉မှာလာထွက်တယ်တခါဒီခွန်ချောက် တုံညာပေါင်းတော့ဗောနော်300တုံးပါဝါ8 3 8ချင်းအဲ့ဒါသူကဒီ38နေမှာနော်39မှာလာထွက်တယ်တခါကျတော့ကျွန်တော်ဒီမှာ6တုံညာ3ဗောနော်6တုံညာ3ပေါင်းတော့6တုံညာ3ပေါင်းရင်ဒီဘာရလဲ9ရနော်9ကိုပါဝါဒီလေး9လေးဝန်းချင်းဟာဒီမှာ2 4မှာလာထွက်တယ်တခါကျတော့ဒီမှာ3ညာ9ပေါင်းတော့9 9နဲ့2နဲ့ပေါင်းတော့1နော်1ပါဝါ6က69မှာ လာထွက်တယ်နော်6ခုမှလာထွက်တယ်တခါဒီမှာကျတော့ဒီမှာ3လေးပေါင်းလို့ခွန်ခွန်နဲ့6လေးပေါင်းတော့3နော်6လေးပေါင်းလို့3ပေါ့3 6လေး6လေးပေါင်း6လေးပေါင်းလို့10 10နဲ့3နဲ့ပေါင်းလို့3ပေါ့နော်3 3ရတယ်3ပါပါ8 38နော်38တည်းရနော်73ဆိုပြီးတော့အပြီးပြီးပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီမှာကျတော့အခုညနေတည်းဆို2 9ပေါင်း နှစ်ရှစ်အရင်ပေါက်လိုက်ဗျာနှစ်ရှစ်ပေါက်လို့30ကိုးနဲ့ထပ်ပေါက်တော့စကိုးပေါ့အဲ့တော့ကိုးလေးဝန်းကျင်ဆိုတာမျိုးရှိတယ်ပေါ့နော်အဲ့ဒီမှာတော့ကသူကဘာပြေးလဲအစိမ့်နဲ့ပြမယ်ပေါ့နော်အစိမ့်နဲ့ပြမယ်ဆိုရင်ဒီမှာ3ည5က3ည3ညမှာပြေးတယ်38က3ကိုးမှာပြေးတယ်ကိုးလေးက2လေးမှာပြေးတယ်ပြီးတော့6 16က6ကိုးမှာပြေးတယ်နောက်38က83နှလုံးလုံးပြေးတယ်ပေါ့နော်ဒါဆိုတော့ဒီကောင်ဒီနဲ့ဒီမှာကိုးလေးဆိုတာဝန်းကျင်လို့ဝန်းကျင်တဲ့ဘောမျိုး ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့ကအဲ့နှစ်ခုဘောနော်အဲ့ကောင်နေပဲယူစားပြီးတော့ညနေကိုကျွန်တော်သုံးမယ်ပေါ့ပြီးခဲ့တဲ့ဘက်က3ချိန်8 3ချိန်တူခဲ့တယ်1ချိန်နေဘူးတော့အာတိတ်တော့မကြိုက်တော့ဘောနော်တိတ်မကြိုက်တော့ဆိုတော့ကျွန်တော်အကောင်ဆက်ပြီးတော့မသုံးတော့ဘောနော်အဲ့ကောင်နေကတော့ဘာတွေရလဲဆိုတော့3ည5 1ချိန်ရတယ်တခုလည်းရှိတယ်ဘောနော်3ည5 1ချိန်ရတယ်တခုလည်းရှိတယ် ဆိုတော့အဲ့ဒါကိုထားလိုက်တော့ဗောနအခုကတော့ဒါ၉လေးဝမ်းကျင်းရယ်၄ပါရင်၃ပါရယ်ဗောနအဲ၃ညဝမ်းကျင်းဟောင်းလို့မပြတော့အဲ့တော့ညနေဇေယျကိုကျွန်တော်နည်းနည်းလေးအလုပ်ကြည့်ပါဗောနညနေဇေယျကစတော့ညနေအတွက်ကျွန်တော်တို့၆ရက်ဗောန၆ရက်ငါလာဗောန၅လ25တညညညပဲရေးလိုက်တော့ဗောနည၃ပါရင်၄ပါရင်ရှိတယ်၉လေးဝမ်းကျင်းရှိတယ်เนาะ ကုလေးဝန်းကြီးရှိတယ်။တုံညာကဝန်းကြီးဆိုတော့အရန်သဘောမျိုးနဲ့တုံညာကဝန်းကြီးထားလိုက်ပါနော်။တုံညာကဝန်းကြီးထားလိုက်။သူဒီကောင်တို့ခဏစိတ်ထဲမှာမှတ်ထားလိုက်။တုံညာကဝန်းကြီး။ဆိုတော့ကုလေးဝန်းကြီးနဲ့ကျွန်တော်တွဲမယ်ဆိုရင်ဘာတွေရမလဲပေါ့နော်။ကုလေးဝန်းကြီးနဲ့တွဲမယ်ဆိုရင်ကုလေးဝန်းကြီးနဲ့တွဲမယ်ဆိုရင်အာပထမဆုံး၄၃ဆိုတာတော့အရင်ဆုံးကြီးရမယ်ပေါ့နော်၄၃၄၃ပြီးတော့အာ လေကိုလည်းထည့်တင်တယ်ပေါ့နော်လေကို၃ပြိတ်၃ပြိတ်လည်းထည့်တင်တယ်မနက်က၈ပြိတ်ထွက်ထားတဲ့အတွက်၃ပြိတ်လည်းထွက်နိုင်တယ်ပေါ့နော်ပါဝါလည်းဖြစ်တယ်ပေါ့နော်နောက်တစ်ခုကျွန်တော်တို့အဲ၃နဲ့တွဲမယ်ပေါ့၃ကိုပေါ့နော်၃ကိုဆိုတဲ့ခဏလည်းကြာနိုင်တယ်နော်အကနဲတော့ဒါပဲရှိပေါ့နော်ခုနကတော့၄ပိုင်း၃ပိုင်းနဲ့ဆို၄၃ရှိမယ်နောက်၄ကိုဝိုင်းကြီးကိုထည့်ထုတ်မယ်ပေါ့နော်နောက်၃နဲ့၉နဲ့တွဲမယ်ဆို၃ကိုပေါ့နော် ဲ့ခုန395နဲ့တွဲမယ်ဆိုရင်တော့အဲဒီမှာမြင်လေးထားပြီးတော့4 4543ဆိုတာတော့ရှိမယ်နော်ပြီးတော့3933အားရရှိပါဘောနော်3 3 3ညာနောက်9နဲ့ပဲထပ်တွဲမယ်ဆိုရင်တော့9 3ကတော့အဲ9 9 5 90ပေါ့နော်အားရရှိပါဘော90 95ပေါ့ဒါဒီဘက်နောက်မှာရှိလိုက်90 95ဆိုအားရရှိပါနော်90နော်ဒါ90 ဒါတွေပဲရှိပြီပေါ့နော်တကူက2ကူက3ကူက4ကူက5ကူက6ကူက9ကူက10ကူကအဲ့တော့ဒီရောက်ကဟာတွေကတော့အရန်သဘောမျိုးမှာပဲအဓိကတော့ကျွန်တော်တို့ဒီ4 3မိန်ထိုးမယ်ပေါ့နော်4 3မိန်ထိုးမယ်အဲ3ကူထိုးမယ်3ကူကပြန်ကြတော့ပြန်ကြထိုးမယ်နော်3ကူပြန်ကြထိုးမယ်နောက်ကြတော့4ကူကလာ2မိန်လောက်တော့ထိုးပေါ့နော်4ကူကကြတော့ကျွန်တော်2 2လောက်တော့ထိုးတော့2မိန်လောက်တော့ထိုး3ပြိလည်းရှိတဲ့အတွက်ကြောင့်နော်4ကူ2မိန်ဒါတော့ပါမိန်ပေါ့နော် ဒါပါလေးပေါ့လေးသုံးနဲ့ဒီသုံးခုနဲ့ကတော့ပါလေးပေါ့နော်ဒါဒုပေါ့နော်သူအကောင်ဒုဒီဒီလေးသုံးကပါနော်လေးသုံးကပါဒီသုံးခုကပါပေါ့နော်ဒီကောင်ကကျတော့ဒုပေါ့နော်ဒီကောင်ဒုဒုမိန်နေတဲ့ဒီကောင်ဒုပါဒီဟာကိုဒုမိန်နေတဲ့ဒုပေါ့နော်လေးခုကြတော့ဂျန်နာလေးကတော့အော်အရန်သဘောမျိုးပေါ့နော်၄၅၄၀၃၅၃၀ 90 50ပေါ့နော်အဲ့ဒါလေးကတော့အရှန်သဘောမျိုးနဲ့တိုးတင်ပါတယ်အဲ့တော့အဲအကြိုက်ကိုပြောပါဆိုရင်တော့ပတ်သီးအကြိုက်ဆိုရင်တော့ကျွန်တော်ကတော့ဘာပတ်သီးရှိမလဲဆိုရင်တော့အနီလေးနဲ့ပေါ့နော်အနီလေးနဲ့ပတ်သီးအကြိုက်ကိုပြောမယ်ဆိုရင်ပတ်သီးအကြိုက်ဒီပတ်သီးအကြိုက်ဒီ၄နဲ့ကျွန်တော်3နဲ့ပဲဖြစ်ပါတယ်နော်၄3အဲ့နှလုံးပဲဖြစ်ပါတယ်ခဲအားလုံးပဲညနေခင်းကံကောင်းကြပါစေက